ကျွန်တော်ရဲ့ပြည်သူတွေအားလုံးမင်္ဂလာပါ ASM Knowledge Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ပြည်သူတွေကိုမျှဝေပေးသွားမှာကခဲကောက်ကိုခဲဆွဲတဲ့နီးလေးပေါ့နော် Amazing Metaphor Soldier လို့နော် Old Soldier ပေါ့ဗျာနော်ဒီခဲကောက်အဟောင်းလေးတွေကတုံးလာတဲ့အခါတုံးလာတာကြားလာတဲ့အခါမှာဒီထိတ်ကဒီကြေးချောင်းလေးမှာခဲကမကတ်တော့ပဲနဲ့နော်ခဲလုံးလေးတွေဖြစ်ဖြစ်ပြီးတော့အောက်ကိုကျွေကြတာပေါ့နော်အဲအဲ့ဒါလေးကိုအဆင်ပြေမဲ့နီးလန်းလေးကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ် အဲ့ပေါ်ကျွန်တော်ဒီ knowledge channel လေးကို subscribe လုပ်ရသေးရင် subscribe လေးတွေလုပ်ပြီးတော့အပေးကူညီလို့ရပါတယ်နော်ကျွန်တော်ဒါအဟောင်းလေးပါဘောနော်အဟောင်းလေးကပူတာလည်းတိတ်မပူပဲနဲ့နောက်ဒီခဲလည်းမဆွဲတော့ဘူးဘောနော်ထိတ်ကလည်းတော်တော်လေးတုံးနေတာအဲ့ဒါကြောင့်မို့ကျွန်တော်ကထိတ်ထိတ်အသွားလေးကိုလည်းခြွန်အောင်ဒီမှာကျွန်တော်ကတော့ဒီကြောက်ကလေးနဲ့ပေါ့ဗျာနော်စောက်တွေပါတွေ တွေးတဲ့ဒီကြောက်ကလေးပေါ့နော်အဲ့ကြောက်လေးပေါ်မှာကျွန်တော်ထိတ်ဖူးလေးလဲခြုံညွန်လေးဖြစ်အောင်လုပ်မယ်နောက်တစ်ခါဒီကြေးချောင်းတစ်ခုလုံးကိုလဲကြေးညှိတယ်ပေါ့နော်အဲ့အကြောင်းမို့အပူကူးတာနည်းနည်းနဲသလားပေါ့နော်အဲ့အကြောင်းမို့ကျွန်တော်ကြေးရောင်လေးလဲပေါ်လာအောင်တစ်ချောင်းလုံးကိုအခုလိုလေးကြေးညှိတွေဖက်လိုက်တာပေါ့နော်ဒါမျိုးကြောက်မရှိရင်လဲတခြားဒီကော်ဘတ်ကောဘာအနုလေးလေးနဲ့လည်းလုပ်လို့ရပါတယ်เนาะကျွန်တော်ကတော့ကြောက်နေတာရေလေးနဲ့ပေါ့ဗျာเนาะကြောက်အဟောင်းလေးပေါ်မှာဒ ခတ်ချွံ့ချွံ့လေးဖြစ်သွားအောင်ပေါ့နော်။သူကဒီကြီးချောင်းလေးကတုံးနေတဲ့အခါမှာကျွန်တော်တို့ခဲတိုးရတာလေ။ဒီဆက်ကက်ပြားလေးတွေပေါ်ဆိုရင်တစ်ခုနဲ့တစ်ခုကပူပူသွားတာပေါ့နော်။ထိတ်ကချွံ့ချွံ့လေးမနေတော့အဲကျတော့တိတ်အဆင်မပြေတော့လို့ဒါကျွန်တော်လည်းဒီခဲကောက်လေးအစင်ပြေတော့လာအစင်ပြေအောင်လုပ်ရင်းနဲ့ကျွန်တော်ရဲ့ပြိသက်တွေလည်းဒီလိုအဟောင်းလေးတွေရှိလို့ရှိရင်အစင်ပြေအောင်လို့ကျွန်တော်ညှဝေပေးတာဖြစ်ပါလေဗျာနော် အဲ့ဒါကိုကြတဲ့အချွန်ပုံစံလေးပေါ့နော်ဒီခြေချောင်းလေးရသွားပြီဆိုရင်တော့ဘာဆက်လုပ်ရမလဲဆိုရင်ကျွန်တော်တို့ဘက်ထရီဘက်ထရီဆက်နှဖို့ပေါ့နော်ဆက်နှဖို့ဘက်ထရီအပေါင်းအဲဆက်နှဖို့ဘက်ထရီရဲ့အနှုတ်ပေါ့နော်ဒါမှမဟုတ်ဆိုလာပြားရဲ့အနှုတ်ဒီမှာအနဲ့ရောင်ဝါယာဂျူလေးကိုကျွန်တော်တို့အခုခြေချောင်းလေးနဲ့ဆက်မှာပါပြီးရင်ကျွန်တော်တို့ခဲတိုးတဲ့ခဲခွေကိုအနှဲငယ်အခုလိုလေးပိုင်ပုံစံလေးဖြည့်အောင်ခြေချောင်းကိုပတ်လိုက်ပါမယ်ပတ်ပြီးရင်တော့အဲ့ဒီရလာတဲ့ ခဲခွေလေးကိုကျွန်တော်တို့ဒီ12ဗိုလ်ဘက်ထရီရဲ့အနီရောင်သို့မဟုတ်ဒီဆိုလာပြားရဲ့အနီရောင်အပေါင်းကျိုးပေါ့နော် အပေါင်းကျိုးနဲ့ဒါခဲခွေလေးနဲ့ကျွန်တော်တို့ဝါယာလေးလိမ်ပေးရမှာဖြစ်ပါလေဗျာနော်အကြခဲခွေကလည်းအများကြီးမလိုပါဘူးနော်ခုနကကြီးချောင်းတဝက်စာလောက်ပတ်လိုက်ရင်ရပါလေဗျာနော်ပြီးရင်တော့ဗာဆက်လုံးမလဲဆိုရင် ကျွန်တော်တို့ဒီအိမ်သုံးစားပေါ့ဗျာနော် ဟင်းချက်တဲ့အခါမှာသုံးတယ်ရိုးရိုးစားပါပဲအဲ့ရိုးရိုးစားရဲ့ရေတန့်လေးရဲ့ပေါ့နော်ရေတန့်ရေကလည်းခုနကဒီခဲခွေလေးနဲ့ကြီးချောင်းတစ်ချောင်းစာ မြုပ်အောင်နေထားဆိုရင်ရပါတယ်စားကလည်းကျွန်တော်တို့လပိစွန်တစွန်အပြည့်လောက်ပေါ့နော်လပိစွန်အပြည့်တစ်စည်းလောက်နဲ့ရေနဲ့ရေတန့်လေးနဲ့ဒါစားနဲ့ရေနဲ့လုံးဝပျော့သွားအောင်ပေါ့နော်ခဏလေးမှွေပြီးတော့ခဏလေးစောင့်ပေးရမှာပေါ့နော် အဲဒါဆိုရင်တော့ပျော်သွားပါပြီနော်စာရီပျော်သွားပြီဆိုရင်တော့ခုနကကျွန်တော်ကတော့ဒီမှာဆူလာဗျာနဲ့စမ်းမှာဖြစ်ပါတယ်နော်ဆူလာဗျာရှိတဲ့လူကဆူလာဗျာဆူလာဗျာမရှိတဲ့လူက12ဘက်ထရီနဲ့ join ပြီးတော့ဒါအခုလို့လေဒါကကုတ်တင်လုပ်တဲ့နီလန်းဖြစ်ပါတယ်နော်ကုတ်တင်လုပ်တယ်ဆိုတာကជីချောင်းကိုជីညစ်အလွယ်တကူမတက်အောင်ဒီဘက်က ခဲနဲ့နော်ခုနကစားရည်နဲ့ electrolyte လုပ်ပြီးတော့ဒီကခဲမှုန့်လေးတွေက ကျွန်တော်တို့ဒီជីချောင်းကိုជីချောင်းမျက်နှာပြင်တစ်ခုလုံးပေါ့เนาะအဲ့ဒီပေါ်ကိုကုတ်တင်လုပ်ပြီးသားဖြတ်သွားမှာပေါ့เนาะအဲ့ကြတော့အ ਨੇ ဆုံးကျွန်တော်ကတော့7မိနစ်လောက်လုပ်ဖို့လိုပါတယ်ဗျာเนาะဘက်ထရီနဲ့ပဲလုပ်လို့ဆိုလာပြားနဲ့ပဲလုပ်လို့အ ਨੇ ဆုံး7မိနစ်လောက်အခုလိုလေးစားပျော်ရည်တဲ့ကိုစိန်ပေးထားရမှာဖြစ်ပါတယ်နောက်ဒီជីချောင်းလေးရဲ့အနေအထားကပေါ့เนาะဒီ ကြီးရောင်ကနေခဲရောင်ပုံစံမျိုးလေးပြောင်းသွားပြီအထိပေါ့ဗျာနော်သူကအနည်းဆုံး7မိနစ်လောက်လုပ်လိုက်ရင်ရတယ်ဗျာနော်ဒီမှာဒါကျွန်တော်ဆိုလာပြားနဲ့နော်ဆိုလာပြားလေးကိုနေပူတဲ့ချထားပြီးတော့အဲဆိုလာကဝါယာနဲ့နော်ခဲရတစ်ဖက်ခဲကွေရတစ်ဖက်ကြီးချောင်းလေးရတစ်ဖက်ပေါ့နော်အဲ့ဒါကိုစားရည်တွေကိုစိန်ထားတာဖြစ်ပါတယ်ဗျာနော်ကဲကျွန်တော်7မိနစ်လောက်နေပြီဖယ်လိုက်တော့မနော် ဖယ်လိုက်တဲ့အခါမှာဒီမှာကြီးချောင်းရဲ့အယောင်လေးရလည်းခဲယောင်ပြောင်းသွားတာပေါ့နော်ဒီမှာဒီပုံစံလေးရလာပါပြီမခဲကုတ်တင်ပြက်သွားပါပြီနော်ပြီးရင်တော့ခုနကသာနော်ခဲကောက်ကပြန်တက်ပါပြီနော်ဒါဆိုရင်တော့ပြန်လဲအသုံးပြုလို့ရမယ်အနေထားပြက်သွားပါပြီကဲဆိုရင်ကျွန်တော်စမ်းကြည့်မယ်နော်ဖလာလေးထိုးပြီးတော့ကျွန်တော်တို့အပူလဲအရင်ထက် ပူတဲ့အနေထားဘလို့နေမလဲခဲအောက်ကိုခဲသီးလေးတွေအောက်ကိုကျွေးကြသေးလားပေါ့နော်ကဲကျွန်တော်ဒါ AC ဘလတ်ထိုးလိုက်ပါပြီနော်ပူအောင်လေးခဏလေးကျေစုပြုပြီးတော့စောင့်ကြည့်ပေးပါပူလောက်ပြီရနော်ပူလောက်ပြီဆိုတော့ကျွန်တော်ခဲလေးကြွေးကြည့်ပါမယ်နော် အဆင်ပြေသွားပါပြီနော်လုံးဝခဲကအောက်ကိုပြုတ်မကြပဲနဲ့ဒီကြေးချောင်းပေါ်မှာခဲလေးနေသွားတာပေါ့နော်ခုနကခဲကုတ်တင်လောက်သားတဲ့အတွက်ကျွန်တော်တို့ခဲလုံးဝအောက်ကိုပြုတ်မကြဘူးခဲဆွဲတယ်ခဲတုလို့လည်းအဆင်ပြေသွားမှာဖြစ်ပါတယ်နော်ကဲအဲ့ဆိုရင်ကျွန်တော်ရဲ့ပရိသတ်တွေအားလုံးလည်းအဆင်ပြေကြပါစေခင်ဗျာ